ကျွန်တော်တို့ B47 နဲ့ပတ်သက်ပြီးတော့ထူးခြားဖြစ်စဉ်၄ခုတည်ရှိခဲ့တယ်ပထမတစ်ခုကတော့ကျွန်တော်တို့ပုံဝီအေးမောင်ဒါကြောက်ကြီးကနေပြီးတော့တွားပြန်ခေါ်လာတဲ့အချိန်မှာ တောင်ကိုပြန်လာတဲ့အချိန်မှာဒါကျွန်တော်တို့တိုင်းသားလက်နက်ခိုင်တွေရဲ့ပြစ်ခတ်မှုကြောင့်အရေးပေါ်ဆင်သက်ခဲ့တဲ့ဖြစ်စဉ်မျိုးဒါကြုံခဲ့ဦးတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့မင်္ဂလာတော်ကနေမှာတန်လင်းတန်လင်းကနေမှာပြန်လာတဲ့အချိန်မှာကျွန်တော်တို့ low flying ပြန်ရင်းနေရနေပြီးတော့ ကျွန်တော်တို့မဟာတအားလိုင်းဓာတ်ကြိုးနဲ့တိုက်မိပြီးတော့ဒါပစွန်အောင်ချောင်းထဲမှာပြတ်ကြပြီးတော့အသေးခဲ့တယ်ပေါ့နော်ပိုက်လို့ကတော့ကျွန်တော်စစ်တပ်ကတော့ပတ်စင်တစ်ကတယောက်ပဲဖြစ်တယ်ပေါ့နောက်တတိယတစ်ခုကတော့ကျွန်တော်တို့ဒီမင်္ဂလာတော်တောင်ဦးရှမ်းတဲ့ခီးစင်မှာ တောင်ဦးကနေပြီးတော့ကျွန်တော်တို့စီဖြည့်ပြီးပြန်တက်တဲ့အချိန်မှာဆက်ရှုပ်ရင်းပြီးတော့ဒါပြတ်ကြပြီးတော့ပိုက်လို့တယောက်တေခဲ့ဘူးတယ်ပေါ့နော်အဲစတုတ်ကဖြစ်စင်ရတော့ကျွန်တော်တို့ဘိုကြီးတင်လိုက်မောင်းတဲ့ ရဟဲရင်တက်ကျိုးနဲ့တိုက်ပြီးတော့ပြက်ကြခဲ့တယ်ဗောနော်အဲ့ဒီချိန်မှာလည်းဘိုးကြီးတင်လိုက်ခါကျိုးတဲ့ဖြစ်စဉ်မျိုးတွေကြုံခဲ့ဘူးပါတယ်ဟော